ဘုန်းနေမွေးပွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဗျာနော်7ရက်9လ2025ရက်ဒီ19ရက်9လ2025တပတ်တာတွေဘုဒ္ဓဘူရာဟုသားသမီးတွေဟာဘလို့ကန်ဆာတိုင်းနဲ့ကြုံရပါလဲအဲ့တော့ကြောင့်7ရက်9လ2025နဲ့19ရက်9လ2025တပတ်တာတွေဘုဒ္ဓဘူရာဟုသားသမီးတွေကိုတရိုနမီကြီးပကြပေးပါမယ်ဖြစ်ပါတယ်နော်ကျွန်တော်တော့ဘာဆရာမင်းနဲ့ခါရတဲ့ပဲဆရာမင်းဒုက္ခပဲဖြစ်ပါတယ်နော် အဲ့တော့၁၇ရက်၅လ2025ရက်ကနေပြီးတော့၁၉ရက်၅လ2025တပတ်တာအတွင်းမှာဘုရဝူရာဦးသားသမီးတွေဒီမိမိဟိုတဲ့တချင်းကဖိနှိပ်ထားတဲ့လူတွေကို ပြန်လဲတုတ်ပြန်နိုင်တဲ့တဲ့အနေထားလေးတွေမှာရောက်ရှိလို့လာပါလိမ့်မယ်တဲ့ကိုယ့်အတွက်ပြန်ပြီးတော့တပန်းကံကောင်းလာတာပေါ့နော်ကိုကနေပြီးတော့ပြန်ပြီးတော့အထရှိရနိုင်တဲ့သဘောလေးမှာရှိပါတယ်တဲ့သို့တော့မလုပ်ပါနဲ့မေတ္တာဖြင့်ကတုံ့ပြန်လိုက်ပါဦး เนาะတခြင်းကမိမိကိုမတရားဖိနှိပ်ခံနေရတဲ့အရာတွေကလည်းပြတ်ပြတ်တတနေเนาะအောင်မြင်ပြီးဆုံးမယ့်နေရာတွေမှာရှိပါတယ်တဲ့เนาะမိမိသားစုပေါ်မိမိရဲ့ဆွေမျိုးတိုင်းဝိုင်းတွေပေါ်မိမိအပေါ်မိမိလုပ်ငန်းမှာရှိတဲ့လူတွေမိမိအပေါ်မှာပေါ့เนาะမတရားဖိနှိပ်ထားတဲ့အရာတွေကပြီးဆုံးပြီးတော့เนาะပြတ်ပြတ်တတနေအောင်မြင်သွားဖြတ်တန်းနိုင်မယ့်ကာလာလေးကိုရောက်ရှိလို့လာပါပြီတဲ့နော်သို့တော့မိမိပတ်ဝန်းကျင်မှာဥယျာဉ်နဲ့မလို့ပြင်တဲ့ကိစ္စရဲ့လေးကပတ်သက်ခြင်းမရှိသေးတဲ့အတူပြုပြရမယ့်ကာလာလေးဖြစ်ပါတယ် မိဘဝဉ္ဇဉ်မှာနော်လုပ်ငန်းလုပ်ငန်းနေရာတွေမှာပဝဉ္ဇဉ်မှာဥရီရောင်းတဲ့မလုပ်ကင်းတဲ့လုပ်ငန်းလေးတွေလုပ်ကြတဲ့အတွက်ကြောင့်နော်ဖန်စီယူခံရလေးတွေကြုံပြရတတ်တယ်နော်မိမိလုပ်ငန်းမှာလည်းနော်အဲ့လိုလူမျိုးကြီးရဲ့နေရာမှာကိုကတော့တာဝန်ယူလွှဲပြောင်းရတာလေးတွေကြုံတွေ့ရတတ်တယ်အဲ့ဒီအခါမှာဆော့ဆာလန်လက်မှတ်ထိုးတာ လွှဲပြောင်းလုပ်တာလေးတွေကိုတေချာဂရူဆိုင်ဆောင်းရတဲ့နယ်ကာလာလေးဖြစ်ပါတယ်တဲ့နော် ငွေချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လေတဲ့ငွေအလုံးမဝင်နေတဲ့ကာလဖြစ်ပါတယ်ငွေဝင်ဖို့အတွက်လို့နော်အကြံစီတစ်တွေလုပ်ငန်းတစ်တွေပေါ်လာမယ်ပေါ်လာတဲ့ဟာတွေကအကောင့်ထဲပေါ်ဆောင်ရပြီးတော့လည်းအောင်မြင်မယ်ငွေတွေဝင်မယ်ငွေကြံစီအဲစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တာဖန်တဲ့ပြငွေချင်းနဲ့ပတ်သက်တာဖန်တဲ့ပြနော်ဝိကျန်တွေများပြောဆိုအောင်မြင်မယ်ပြောစကားတွေပေါ်ရအောင်မြင်မယ်ဆောရတဲ့လုပ်ငန်းတွေအောင်မြင်လိမ့်မယ်နော်အဆုဆက်လုပ်ငန်းတွေအစမီအချုံးမူရအကျိုးပေးလိမ့်မယ် ညဉ့်ညိုင်းနဲ့ပတ်သက်ပြီးတော့လည်းကောင်းမွန်တဲ့ကာလလေးဖြစ်တယ်သို့တော့ကြားမှာအချီအနှောက်အယှက်ကြီးလေးအနေငယ်ကြိုးလို့ရတတ်တယ်အချီဘက်ကိုစိတ်လည်းပတ်သက်တဲ့ဒီစားလေးမှာရှိပါတယ်တဲ့နော်အခြေအနေပတ်သက်ပြီးတော့လည်းတဲ့ လုံကောင်းမွန်တဲ့ကာလာလေးဖြစ်ပါတယ်တဲ့နော်။မိနဲ့မိချစ်သူတွေတူးနဲ့တူအပြန်လဲနားလည်မှုတွေညဉ့်ညံ့မှုတွေရရှိပြီးတော့မေတ္တာရုံးနဲ့နော်တုံ့ပြန်ရတဲ့ကာလာလေးဖြစ်တယ်ပြောမယ်ဆိုရင်တော့တူးနဲ့တူအပေးယူမိမြမြနော်မေတ္တာကြီးမြမြနဲ့အစီအပြီးတဲ့ကာလာလေးဖြစ်ပါတယ်နော်။သို့တော့အချင်းဟောင်း ESP လာတက်တယ်တဲ့နော်ဂျာဝင်လာတက်တယ်ဒါလေးကိုလည်းကူဆက်ရမယ်။ကျမ်းမိုင်းနဲ့ပတ်သက်ပြီးတော့တီးကြအခိုင်အမာကြီးတော့မရှိဘူးသို့တော့ဥကောင်း1 byte နော်မျက်စိနဲ့ပတ်သက်တဲ့ယောဂလေးအနေငယ်ယူယူရတတ်တယ်ညာဘက်ခြေတော့နော်ဒီကတည်းကရတတ်တယ်သူတို့မို့ညာဘက်ခြေတော့နာကိုက်ခဲတာလေးဖြစ်တတ်တယ်တဲ့နော်ကျမိုင်းနဲ့ပတ်သက်ပြီးတော့ဒီကြဉာဏ်ကြီးတော့မရှိပါဘူးတဲ့နော်အဲ့တော့ဘုရူရာဥသသမီးနဲ့ပတ်သက်ပြီးတော့ယခုတစ်ပတ်အတွက်နော်အကျိုးပေးတဲ့အရာလေးကတော့အပြာရောင်လေးဖြစ်ပါတယ်တဲ့နော်အကျိုးပေးတဲ့ခဏလေးကတော့စက်တစ်ပဲဖြစ်ပါတယ်နော်အဲ့တော့ဆောင်းရမယ်နော်ကမိကတ္တစီရပြုလို့ဆောင်းရမယ်ယရိယာလေးကတော့ ်မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုမနက်စောစောပါနော်လို့ဆံပြုနော်လို့ဆံပြုဆက်ကလူလာပါလို့ဆံပြုဆက်ကလူလာပြီးတော့ကံမြတ်ကံတဆီဝင်တယ်အလိုရှိအလေးတွေကိုဆူတောင်းပါနော်အရေးကြီးတဲ့ကိစ္စတွေဆောင်ရမယ်ဆိုတဲ့လေဒီရဲလို့ပြောလို့ပြီးတော့ဆောင်ရပြီးတော့မှပြုလို့ပြီးတော့မှဆောင်ရပါပေါ့နော်ပို့ပြီးတော့ကံအထောက်ပံ့နေပေးပါလိမ့်မယ်ပို့ပြီးတော့အောင်းမြင်ပါလိမ့်မယ်အောင်းမြင်တဲ့အောင်းမြင်ပါလိမ့်မယ်ယခုတစ်ပတ်မှာတော့ဘုဒ္ဓရာဟုသသမီးတွေဒီတဲ့ကံမြင့်နေတဲ့အပိုင်းတွေကိုကြည့်ဝင် အများနဲ့ပိုင်းလေးတွေမှာရောက်ရှိနေတဲ့ကာလလေးပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့17ရက်5လ2025ရက်ကနေပြီးတော့18ရက်5လ2025တပတ်တာဘုဒ္ဓဘူးရာဝတ္တမီကန္တရာအခြေအနေလေးနဲ့အကျိုးပေးမယ့်အရာလေးတွေဆောင်းရှောင်းလေးတွေနဲ့ရေဒီယာလေးကိုပြောပြခြင်းပဲဖြစ်ပါတယ်ဗျာเนาะအဲ့တော့ဒီဗီဒီယိုလေးတွေကမိတ်ဆွေတို့အကျိုးရှိမယ်ဆိုရင်အသေးလေးနှိပ်ပြီး share လေးလုပ်ခဲ့ပြီးပါဦးဗျာเนาะအကောင့်လေးကို follow မလုပ်သေးဆို follow လုပ်ခဲ့ပြီးပါဦးအပတ်စဉ်เนาะဒီ horizontal လေးတွေကိုအပတ်စဉ်အပတ်စဉ်တစ်ပတ်စာတစ်ပတ်စာ ော်တင်ပြီးမှဖြစ်ပါတယ်ဗျာเนาะအဲ့အတွက်ကြောင့်အကောင့်ကို follow ရေးတရားလုပ်ခဲ့ပြီးပါအားလုံးပဲကျေးဇူးတင်ပါတယ်ဗျာเนาะကားစိတ်ဒါဒုက္ခနဲ့ပြည့်စုံပါစေလို့မင်္ဂလာဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာเนาะနှုတ်ဆက်ပါတယ်နောက်ပြီးမှတွေ့